ဗန်လုပ်ငန်းအမှုဆောင်တဦးဖြစ်တဲ့မာကာနီကကနေဒါအာနာယလစ်ဘရယ်ပါတီအကြီးအကဲအသေးဖြစ်တင်မြောက်ခြင်းခံရတဲ့နောက်ဝန်ကြီးချုပ်ဂျက်စတင်ထရူဒူရဲ့အရိုက်အရာကိုဆက်ခံတော့မှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့အောင်ပွဲမိန့်ခွန်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုဖီဆန်တဲ့သဘောထားကိုလည်းကာနီကအတိအလင်းထည့်ပြောသွားပါတယ်။ကနေဒါအပေါ်ကုံတော်ရေးမူဝါဒနဲ့တွင်းကုံစည်းကြမ်းမှုတွေကိုအတုံးချပြီးဖိအားပေးနေတဲ့ထရမ့်ရဲ့အစီအမံတွေကို ကာနေကအနည်းဆုံးတော့လာမယ့်ကနေဒါရွေးကောက်ပွဲမတိုင်ခင်အထိတုံ့ပြန်ကင်တွယ်သွားရမယ့်သဘောပါသူကထရမ့်ရဲ့အဆိုရနဲ့ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုတွေကိုတော့ဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်အမေရိကန်ဘက်ကကနေဒါအပေါ်လေးစားမှုပြသလာတဲ့အချိန်အထိကနေဒါကလည်းအမေရိကန်အပေါ်အခွန်စည်းကြမ်းမှုတွေနဲ့တံပြန်မှာဖြစ်ကြောင်းကာနေကပြောကြားသွားပါတယ်။ပါတီကောင်းဆောင်နေရာအတွက်ရွေးချယ်ခံရပြီးတဲ့နောက်ကာနေကလက်ရှိကနေဒါဝန်ကြီးချုပ်ထရူဒူရဲ့စကားအတိုင်းပဲ ထရမ့်ဟာကနေဒါနိုင်ငံသားတွေတိစောက်ခဲ့တဲ့ဖန်တီးခဲ့တဲ့မိခိုအသက်မွေးနေတဲ့အရာတွေအပေါ်မမျှတာတဲ့အခွန်စည်းကြမ်းမှုတွေတတ်မှတ်ပြီးကနေဒါရဲ့စီးပွားရေးအားနယ်ဆုပ်ယုပ်သွားအောင် ကြိုးစားနေတယ်လို့ဆွဆွဲသွားခဲ့ပါတယ်။ထရမ့်ဟာကနေဒါမိသားစုတွေအလौဒ္ဓမာတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုထိုးနှက်တိုက်ခိုက်နေတာ ဖြစ်ပြီးသူ့ရည်ရွယ်ချက် အောင်မြင်အောင်ခွင့်ပြုပေးလို့မရကြောင်းကနေဒါကလည်းဒါကိုခွင့်ပြုမှာမဟုတ်ကြောင်းကာနေကဆက်ပြောပါတယ်။အခုအခါကနေဒါဟာ ကိုကိုကို စောင့်ရှောက်ရမှာဖြစ်ပြီးစောင့်ကြိုနေမဲ့ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေအတွက်အားလုံးအတူတူရုန်းကန်ရမှာဖြစ်ကြောင်းလဲကာနေကပြောကြားသွားပါတယ်။ Trump ဟာ January လမှာသမရဖြစ်လာချိန်ကတည်းကအိန္ဒိယကနေဒါနိုင်ငံအပေါ်ကုန်သွယ်ရေးအရာပြစ်မှတ်ထားတဲ့အခွန်စည်းကြမ်းမှုတွေကိုကြေညာခဲ့ပါတယ်။ဒါတမကသေးပဲကနေဒါကိုအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကနေ American ရဲ့50တခုမြောက်ပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်လို့တဲ့သူ့ရဲ့သဘောထားကိုလည်းပြောင်ပြောင်တင်းတင်းပဲထုတ်ပြောခဲ့ပါသေးတယ်။ အဲ့ဒီကိစ္စကိုတော့ကနေဒါရဲ့ liberal ရော conservative အင်အားစုတွေကပါလက်မှတ်ခံနိုင်ကြောင်းအတိအလင်းအသိပေးထားပါရရှင်။